ားလုံးပဲနေကောင်းကြပါကြရခင်ဗျာဒီနေ့မှာတော့ပြည်သူတွေကိုကူညီပေးနေတဲ့စင်လေးအကြောင်းပြောပြချင်ပါတယ်စင်ကမ်းမှာမနခင်လေးမိဆိုတာနဲ့ချောင်းရှိရာစီကိုတွားနေတဲ့စင် club တန် club club ကြားမှာဖြစ်ပါတယ်ဟုတ်ပါတယ်စင်လေးတွေကိုရေးချပေးတယ်ပေါ့စင်လေးတွေဟာလူတွေလိုချွေးထွက်ပြီးအပူထုတ်နိုင်ရမှရှိပဲသူတို့ရဲ့နွေရဲ့နှစ်ဖက်ကိုရက်တောင်တစ်ဖက်တစ်ဖြန်းဖြန်းပုတ်ခတ်ပြီး နွေရက်မှာရှိတဲ့သွေးကြောလေးတွေကိုအေးအောင်လုပ်ပြီးခနာကိုအပူချင်းချွတ်ချလိုက်ရှိပါ။ဒါပြင်အပူသက် တောင်နှမောင်းကနေရေကိုစုပ်ယူပြီးသူရဲ့ခနာကိုရေဖြန်းပေးလိုက်ရှိပါတယ်။အဲဒါကြောင့်ဆင်လေးတွေကိုနေ့စဉ်နဲ့နှစ်ပိုင်းနာယူဝက်45မိနစ်နီးပါးရေချပေးရပါတယ်။ဒီလိုမနက်ခင်းတိုင်းရေချပေးခြင်းဟာဆင်လေးတွေအတွက်အပျော်ဆုံးအချိန်ဖြစ်ပြီးသူတို့ကရေဆော့ကစားရအောင်လည်းသဘောကျပါတယ်။ပြီးတော့ဆင်လေးတွေကရေကူးလဲအလွန်ကျွမ်းကျင်ကြပါတယ်။ စင်ဦးစီးတွေကစူးရစ်တွေဒိုးနယ်တွေကိုအသုံးပြုပြီးခန္ဓာကိုယ်နဲ့နှမောင်းအဆွဲတွေကိုပုတ်တိုက်တန်ရှင်းပြီးတဲ့အခါမှာစင်လေးတွေကလည်းစင်ခံလို့အရန်ကောင်းပေါ့စင်တွေဟာထူထဲရှည်လျရတဲ့မျက်တောင်တွေရှိတော့အမြင်အာရုံနှဲပါကြပါမယ်အနားခံစွန့်ရင်လည်းအကြောက်အာရုံမှာတော့အလွန်ထက်မြက်ကောင်းပါပါတယ်ခြေလေးချောင်းလုံးကိုတပြိုင်တည်းကြွအောင်မခုံနိုင်ပါမယ်ပြေးသွားတဲ့အခါအံအောင်းဖွဲ့ကောင်းလာအောင်မြန်ဆန်ပါလေခွန်အားလည်းကြီးပါပြီ ညနေမြင်ကြီးရတဲ့ရက်ဒေတာတွေမှာဆိုရင်လေးချိန်တန်ခွဲမြောက်ကိုတက်တာလွယ်ကူစွာတည်ဆောင်နိုင်နေရှိတဲ့ခွန်အားကြီးရှိကြပါတယ်။သူတို့ကတက်တန်းနဲ့အလွန်ရှည်ပြီးတော့တချို့စင်တွေဆိုရင်နှစ်တရာကျော်လောက်ထိရှင်တန်နိုင်ပါတယ်။စင်တွေနေကောင်းကျမ်းမာရလားသိချင်တယ်ဆိုရင်တော့သူတို့ရဲ့အမူအရာကိုအကဲခံနိုင်ပါတယ်။ကျမ်းမာတဲ့မူမိုးတော့နေရခတ်တဲ့နှမောင်းရင်းနဲ့ပြီးတော့အမြဲလိုလိုနေနေတက်တက်မနေကြဘူးနော်။ပြီးတော့သူတို့ရဲ့အာခေါင်ကမှပန်းအောင်တန်းနေပြီးတော့တကယ်လို့များ အာကောင်က ဖြူဖက်ဖြူရောအယောင်ဖြစ်လာတာမျိုးဒါမှမဟုတ် အရန်ညီရဲလာပြီဆိုရင်တော့ဖြာပိုးဝင်နေပြီဖြစ်ကြောင်းသိနိုင်ပါတယ်အစားအစာမှာဆိုရင်တော့ဆင်လေးတွေစီဝမ်းမှန်ပြီးကျန်းမာဖို့အတွက်စာမကြီးကိုပုံမှန်ကျွေးရပြီးတော့ဆေးတိုက်ဖို့လိုလာတဲ့အခါမှာဆိုရင်လည်းစာမကြီးထဲမှာမြုပ်ပြီးတော့တိုက်ရပါတယ်ကြံတတိဝါမျက်နှာရှိငွေပင်နဲ့ခြုံပင်အမျိုးမျိုးပြီးတော့ တတီတီရွက်တွေကိုစားရတော့သူကနှစ်ချပြီးတော့တောထဲမှာနေရတဲ့အတွက်အစားစာရှာဖို့မရှာဘူးဆိုရင်တော့မှလွယ်တော့မလွယ်ဘူးလားပါမြန်မာနိုင်ငံမှာဆိုရင်လည်းစစ်တပ်ရဲ့မတရားအာဏာသိမ်းပြီးနောက်ပိုင်းမှာအလွန်ကျွံဘုံကျဲမှုတွေကြောင့်ဒီဟာစနစ်တွေပြည့်စည်ယူရင်းတော့ပြီးတော့လူသားတွေနဲ့အတူတူပဲစင်လေးတွေအတွက်လည်းအန္တရာယ်ရင်ဆိုင်နေရပါတယ်။စင်လေးတွေဆိုတာဟာအပြည်ပြည်ဆိုင်ရာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ IUCN မှာ မျိုးသုံးဖို့အန္တရာယ်ရှိတဲ့မျိုးစိတ်အဖြစ်အထက်သွင်းကာကွယ်ထားတဲ့မျိုးစိတ်လည်းဖြစ်ပါတယ်။ဒါကြောင့်ဓမ္မအာနာရှင်စနစ်အောင်မှာအလုဆက်မလုပ်ဘဲတော်လန်စိုးမိုးနေမြေတွေမှာဓမ္မဘက်မှာရက်တီကတော်လင်းအင်အားစုများနဲ့ပြည်သူများကိုကူညီပေးနေတဲ့ CDM အလင်းဝင်ဖျဲသည်ဝင်ခဲ့ကြတဲ့စင်ဝစီများနဲ့အတူစင်လေးတွေအတွက်လည်းအရေးကြီးတဲ့ယာတီလိုက်ဖြစ်သက်စာတွေစေဝါးတွေကျမ်းမာရေးနဲ့အရေးပေါ်ထိခိုက်တင်ရာကုသမှုတွေအတွက် ပြည်သူများရဲ့ချစ်ချင်းမေတ္တာနဲ့ရံမုံဝေကူညီပေးမှုများအရေးကြီးကြီးလိုအပ်နေပါတယ်။ဒါကြောင့်ဆင်လေးတွေကျမ်းမာဘီကင်းစွာနဲ့တော်လန်စူးမှုနေမြေမှာဆက်လက်ကူညီပေးနိုင်ဖို့ပြည်သူများနဲ့အတူအိမ်ပြန်လမ်းပေါ်မှာအတူတူကရှောက်လန်းနိုင်ဖို့အတွက် Spin Crowd Fan SCF မှာပြုလုပ်နေတဲ့မူမူတို့ရဲ့အိမ်ပြန်လမ်းကမ်ပိန်းမှာအခုပဲဝါဝင်းကူညီပေးကြဖို့ဖိတ်ခေါ်ပါတယ်။